ကရင်ပြည်နယ်မြောက်ရိုင်းမြို့နယ်မှာရှိတဲ့ရွှေကုတ်ကိုမြို့တင်မှာအချမ်းဖတ်စစ်တပ်လက်အောက်ခံကရင်နယ်ချောင်းဆောင်တပ် BGF ကချားဖြတ်လုပ်ငန်းများကိုအပိသက်နှိမ်နှင်းမှုကျင်းညာပြီးတဲ့နောက်တရုတ်နိုင်ငံသားတတိများနဲ့ချားဖြတ်ကုမ္ပဏီခေါင်းဆောင်တွေကို BGF ကညတွင်ရင်ကားတွေနဲ့တက်ထုံနေကြောင်းရွှေကုတ်ကိုအခြေအနေကိုစောင့်ကြည့်နေတဲ့ကရင်စစ်ရေးတတိယမြို့ကဆိုပါတယ်တရုတ်နိုင်ငံသားများနဲ့နိုင်ငံသားချားဖြတ်အလုပ်သမားများရရှိပြီး မြို့ကနေထွက်ပြေးနေကြပြီလမ်းများပိတ်ဆို့ထားကြောင်းသိရပါတယ်။ဒါ့အပြင်ရွှေကုတ်ကိုထူထောင်ရေးမှအဓိကပါဝင်ခဲ့တဲ့ VJF ခေါင်းဆောင်ဘိုချုပ်စွားချစ်သူမှလည်းလူမြင်ဝေးကပြောက်ွယ်နေကြောင်းကရင်စစ်ရေးတရင်းမြက်ကဆိုပါတယ်။လူဝင်မှာ18ရက်မှာ VJF ကဒုတိယဘုံမူကြီးနိုင်မောင်စောကရွှေကုတ်ကိုမြို့တက်မှာကြားဖြတ်လုပ်ငန်းတွေကို အပိဓာနှိမ်နှင်းမှုကျင်ညာခဲ့ပြီးအဲ့ဒီကျင်ညာချက်ကထိုင်းမြန်မာတရင်းများမှာ ပြန့်နှံ့ခဲ့ကြောင်း ကရင်စစ်ရဲတရင်မြစ်တစ်ခုကပြောပါတယ်။အဲ့နောက်ပိုင်းညတွင်ရင်ရွှေကုတ်ကိုကတရုတ်နိုင်ငံသားများနိုင်ငံခြားသားများကြားဖြတ်အလုပ်သမားများရာထောင်ချီထွက်ခွာဖို့စ조사လာပြီးမြို့အတွင်းကားများပိတ်ဆို့ကနီလန်းမျိုးစုံနဲ့ထွက်ပြေးနေကြပါတယ်။ကြားဖြတ်လုပ်ငန်းများမှာပါဝင်နေတဲ့အလုပ်သမားတွေကိုကုမ္ပဏီကအလုပ်သုံးရက်ပိတ်မယ်လို့ပြောဆိုခဲ့တော်လဲကုမ္ပဏီအင်ချက်များအဖွဲ့ခေါင်းဆောင်များနဲ့တရုတ်တထင်းများက ။ BGF ကကားနဲ့ညာတွင်ရင်တည်ထုံနေကြအောင်သိရပါတယ်။ BGF နိုင်မောင်စောကကြားဖြတ်တွေနှိမ်နှင်းမဲ့ဆိုပြီးထုတ်ပြန်တာထိုင်းသတင်းတွေမြန်မာသတင်းတွေတက်လာတာကြောင့်ညာတွင်ရင်တရုတ်တွေနိုင်ငံသားတွေရွှေကုတ်ကိုကလည်းအထောက်ဆွဲပြီးထွက်ကုန်ကြပြီ။ KK ပတ်လို့ဖြစ်မဲ့ဆိုပြီးအကုန်ထွက်ပြေးကြတာ။အလုပ်တွေတုံးရက်ပိတ်တယ်ဆိုပြီးအောက်ခြေအလုတ်သမားတွေကိုကုမ္ပဏီတွေကပြောတယ်ဒါပေမဲ့ကုမ္ပဏီအင်ချက်တွေ တင်းမီတာတွေနဲ့တရုတ်တရေတွေက VGF ကားတွေနဲ့အကုန်ထွက်ကုန်ရပြီ။ညတွင်ကြီးဝရုံသုံးကားတွေဖြစ်နေတာ။ကားတွေပိတ်၊လမ်းတွေပိတ်အကုန်ထွက်ပြေးကုန်ရတယ်လို့ခရင်စည်ရည်တရင်မြစ်တစ်ခုကရှင်းပြပါတယ်။ VGF နိုင်မောင်စောကယမန်နေ့ထုတ်ပြန်ချက်မှာရွှေကုတ်ကောင်မှာကြားဖြတ်လုပ်ငန်းများမှာပါဝင်နေတဲ့လူတစ်ထောင်မှနှစ်ထောင်အထိရှိကြ။အဲဒီလူများကို လုံးဝမထားပဲအပြက်ရှင်ပြီးနှိမ်နှင်းမှုအဆုံးဖြတ်ခဲ့ကြအောင်ဆိုပါရစေ။ အဲ့ဒီနေနေရေးမှာဂျာဖတ်စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီးအမေရိကန်နဲ့တရုတ်နိုင်ငံများရဲ့ဖိအားကြောင့်ဟုတ်ပဲဒီချက်ကိုယ်တိုင်ဆုံးဖြတ်ချက်ဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။ဂျာဖတ်စစ်တပ်ကလည်းရွှေကုတ်ကိုအနီးမှာရှိတဲ့နေရာများမှာစတင်နေရာယူနေပြီးမြို့အတွင်းနေရာတချို့မှာစစ်တပ်ဝင်ရောက်မှုများရှိနေကြောင်းကရင်စစ်ရေးတရင်ကဆိုပါတယ်။ BGF နဲ့စစ်တပ်ကပူးတွဲဆောင်ရွက်နေခြင်းဖြစ်ပါတယ်။သို့သော် ချွေကုတ်ကမျိုးတစ်ကိုစတင်တီထောင်ရာအဓိကပါဝင်ခဲ့တဲ့ဗီဂျက်ခေါင်းဆောင်စောချစ်သူမှာတော့လူမြင်ကွင်းကပြောက်ွယ်နေပြီးချွေကုတ်ကမှမတွေ့ရကြောင်းကရင်စစ်ရေးတရင်မြက်ကပြောဆိုပါတယ်။ချွေကုတ်ကိုရေးကိစ္စကိုဗီဂျက်နိုင်မောင်စောကဥဆောင်ပြီးလှုပ်ဆောင်နေတဲ့သဘောမြင်ရပါတယ်။စောချစ်သူကလူမြင်ကွင်းကိုတိတ်မထွက်တော့ဘူး။သူ့ဆရာရှီချီချန်းကိုနိုဝင်ဘာ၁၂ရက်နေ့ကတရုတ်ကိုလွှဲလိုက်ကြတဲ့ကလူမြင်ကွင်းမှာမမြင်ရတော့တာ။ အရင်ဆိုရင်သူ့ကားရက်နဲ့သွားလာနေတာရှိတယ်အခုပြောင်းနေတယ်သူ့ရွာပြန်နေတာလားတမင်လူမြင်ဝေးမထွက်တော့တာလားတော့မပြောတတ်ဘူးခရင်စစ်ရေးတရင်မြက်ကရှင်းပြပါတယ်ခုလက်တမ်းကအစီရင်ခံစာများရမြန်မာနဲ့ကမ္ဘောဒီးယားမှာရာဆွေးမှုလုပ်ငန်းတွေကိုလုပ်ကိုင်နေရသူလူဦးရေ2,000ကျော်ရှိကြောင်းဖော်ပြထားပါတယ်ရှင်